တရုတ်နဲ့ဂျပန်ဆက်ဆံရေးတင်းမာနေချိန်ဂျပန်နိုင်ငံသားမှာတရုတ်နဲ့ရုရှားစစ်လေယာဉ်တွေပူးပေါင်းပြီးကင်းလက်ပြန်တန်းခဲ့ပါတယ်။နျူကလ িয়ার ဆက်လက်နက်တွေတက်ဆင်ပစ်ခတ်နိုင်တဲ့ရုရှားရဲ့ TU-95 ဘုံးကျဲလေယာဉ်ကြီးနှစ်စီးဟာတမတ်နေရာတစ်ခုမှာတရုတ်ရဲ့ H-6 ဘုံးကျဲလေယာဉ်နှစ်စီးနဲ့အခြေဆက်လုပ်ပြီးဂျပန်ပင်လယ်ကနေအရှေ့တရုတ်ပင်လယ်ထိပူးပေါင်းပြန်တန်းခဲ့ကြကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဒီဇင်ဘာလ9ရက်ညပိုင်းမှာကြေညာခဲ့ပါတယ်။အဲ့ဒီဘုံးကျဲလေယာဉ်အုပ်ရဲ့ တာဝေကင်းလက်မှုအသွားပြန်ခရီးစဉ်တွင်ဂျပန်ရဲ့ Okinawa နဲ့ Miyako ကျွန်းစုတွေကြားကဖြတ်တန်းချိန်မှာဂျပန်ပြည်ဆောက်တပ်ကလည်းတိုက်လေယာဉ်တွေပြန်တက်ပြီးစောက်ကြည့်စေခဲ့ပါတယ်။အဲ့ဒီလေယာဉ်အုပ်နဲ့ဒီကြားစီပြန်တန်းနေတဲ့ရုရှားရဲ့လေကြောင်း ကာကွယ်ရေးအချက်ပေးလေယာဉ် A50 တစ်စီးနဲ့ SU30 တိုက်လေယာဉ်နှစ်စီးကိုလည်းဂျပန်ပင်လယ်ပြင်မှာထောက်လန်းတွေးရှိကြတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။ဂျပန်တင်မကပဲတောင်ကိုရီးယားဟာလည်းနိုင်ငံပိုင်နဲ့အလွန်ရေးပြင်မှာ အုတ်လိုက်ကြီးပြန်တန်းခဲ့တဲ့တရုတ်နဲ့ရုရှားစစ်လေယာဉ်တွေကြောင့်တိုက်လေယာဉ်တွေကိုစေလွတ်ပြီးစောက်ကြည့်ဈေးခဲ့တယ်လို့သိရပါတယ်။တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်မှာတော့စစ်စုပေါင်းရုရှားတိုက်လေယာဉ်9စီးနဲ့တရုတ်လေယာဉ်1စီးတို့ဟာနိုင်ငံ၄ပိုင်းနဲ့အလွန်၄ချောင်းကာကွယ်ရေးစုံသတ်မှတ်ထားရနေရာကနေဖြတ်ပြန်ခဲ့ကြောင်းဖော်ပြထားပါတယ်။ဂျပန်ကာကွယ်ရေးဝန်ကြီးရှင်ဂျီရိုကိုအီဇူမီကတော့တရုတ်နဲ့ဂျပန်တိုက်လေယာဉ်တွေပူးပေါင်းပြီးကင်းလက်ပြန်တန်းတဲ့လုပ်ရဟာ ဂျပန်ကိုတိုက်ရိုက်ရည်ရွယ်တဲ့အင်အားပြမှုဆိုတာထင်ရှားကြောင်းဒါဟာဂျပန်ရဲ့အမျိုးသားလုံခြုံရေးကဏ္ဍအတွက်စိုးရိမ်စရာတစ်ခုဖြစ်ကြောင်းလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်။ရုရှားမီဒီယာတွေကတော့အဲ့ဒီနှစ်နိုင်ငံပူးပေါင်းကင်းလက်ပြန်တမ်းမှုမရှင်ဟောင်း၈နိုင်ရီကြောင်းမြင့်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကိုကိုးကားပြီးဖော်ပြသွားပါတယ်။နိုဝင်ဘာလဇန်းတုန်းကဂျပန်ဝန်ကြီးချုပ်ဆန်နေအေဒေါက်ကာအီချီရဲ့မှတ်ချက်စကားတစ်ခုကိုအကြောင်းပြုပြီးတရုတ်ဂျပန်ဆက်ဆံရေးတွင်မှနေချိန်မှာ တရုတ်နဲ့ရုရှားပူးပေါင်းပြီးအခုလိုတာဝေးကင်းလက်ပြန်တမ်းမှုခီးစဉ်ကိုဂျပန်နိုင်ငံကမ်းလွန်မှာစီစဉ်ခဲ့တာဖြစ်ပါတယ်။မကြာသေးခင်ကလည်းတရုတ်ရဲ့လေယာဉ်တင်တင်းမော့အခြေစိုက်တပ်လျင်တွေကဂျပန်တပ်လျင်တွေကိုပြင်းမှတ်ရှာရေဒါနဲ့ချိန်ရွယ်ခဲ့တဲ့အပေါ်မှာဂျပန်ကကန့်ကွက်ခဲ့ပါတယ်။ဒေါက်တာအီချီကတကယ်လို့တရုတ်သာထိုင်ဝမ်ကိုတိုက်ခိုက်မဲဆိုရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တပ်တွေစစ်လို့ဖွယ်ရှိကြောင်းပြောဆိုခဲ့တဲ့နောက်တရုတ်ကဒေါသတကြီးတုတ်ပြန်ရင်နှစ်ဖက်ဆက်ဆံရေးတင်းမာနေတာဖြစ်ပါရဲ့ရှင်။